အင်္ဂါခင်ဗျာအင်္ဂါတို့ကအရင်ကတည်းကကျွန်တော်တို့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကနေပြီးတော့တိုင်းသာစီလုံးညီညွတ်ရေးဆိုပါတီဆိုပြောင်းခဲ့တာခုဆိုရင်39နှစ်ပြည့်ခဲ့ပြီဟုတ်ကဲ့အဲ့တော့ဒီလောက်တက်တော်ရှိပေါ့နော် ပါတီဆို NLD ပါတီနဲ့အင်္ဂါတို့ပဲရှိ39နှစ်ဆိုတာနော်ဟိုရှေ့ပိုင်းကဟာပေါင်းရင်တော့အင်္ဂါတို့ကတက်တော်အရှိဆုံးပေါ့နော်ပါတီနိုင်ငံရေးဖြတ်သန်းမှုမှာနော်အဲ့တော့ဒီတိုင်းသာစီလုံးညီညွတ်ရေးပါတီ39နှစ်တဲ့တန်းကိုဘလို့ရက်တီရှင်သန်ခဲ့တဲ့ဆိုတာလေး ရင်ရှင်းပြပါလားအော်အဓိကပြောမယ်ဆိုရင်တော့နှစ်ချက်ပေါ့တစ်ချက်ကဟိုတန်းစင်ပါတီကနေပြီးတော့နော်ဒိုင်းနဆင်ရွေးပါတီဖွဲ့တဲ့ခါကျတော့ခုနကျွန်တော်တင်ပြရတဲ့ပါလို့ပေါ့ကျွန်တော်မြန်မာပြည်ရဲ့နိုင်ငံရေးတိုင်းသာစီလုံးကြီးညူရေးပဲဟုတ်နော်အဲ့တော့ဒါကြောင့်မလို့ပါတီနာမည်ဟိုကတိုင်းသာစီလုံးကြီးညူရေးဆိုပြီးတော့ခံယူတာပေါ့ဟုတ်ကဲ့အဲ့တော့ ိုင်းသားလူမျိုးတစ်မျိုးနေပြည်တော်ခုရဲ့အကျိုးစီးပွားမှုပဲနဲ့တိုင်းသားလူမျိုးအားလုံးပြည်တော်စုကြီးတစ်ခုလုံးရဲ့အကျိုးစီးပွားအတွက်ဥတည်တယ်ဆိုတော့အနှစ်သာရပြင်းပြင်းပြင်းပြောဓာတ်သက်ပေါ်ဗျာတိုင်းသားစီလုံးကြီးပါတီဆိုပြီးတော့ဖွဲ့လာမြန်မာရဲ့နိုင်ငံကြီးရတယ်ဘယ်ချိန်ဒီဘယ်ချိန်ကဖြစ်ဖြစ်တိုင်းသားစီလုံးကြီးပဲဘယ်သူပဲလို့လို့နော်အခြေခံလို့ပါမှာ တိုင်းသားတွေရဲ့ စီလုံးကြီးဒါကြောင့်မလို့ကျွန်တော်ပါတီနာမယ်ဖွဲ့ဖွဲ့ပြီးတော့ဘာလို့ရှင်သန်လဲဆိုတော့နှစ်ချက်ပဲအဓိကတစ်ချက်ကပါတီအတွန်းရှင်ခိုင်ခိုင်ရှင်သန်ရေးဟာပါတီရဲ့ပင်မလို့ပါဒီလုပ်ငန်းကိုကျွန်တော်တို့အချိန်ခါလိုက်ရှင်းဆက်မပြမျက်ချင်မပြလုပ်တယ်ကျွန်တော်တို့လမ်းစဉ်ပါတီကနေတိုင်းသားစုပါတီကိုစတောင်းယူတဲ့ခေါင်းဆောင်ကြီးတွေနော်အစာပေါ့ဗျာအဲ့ဒီကနေအခုထိပေါ့ပါတီရဲ့ ကျွန်တော်တို့ဟိုရှင်သန်ခိုင်ခံ့ရေးအဲ့ဒီရှင်သန်ခိုင်ခံ့ရေးလုပ်တဲ့နေရာမှာကျွန်တော်တို့လုပ်တဲ့အခါမှာတစ်ချက်နောက်တစ်ချက်ကဘာလဲဆိုရင်ခါတော့ကျွန်တော်ပါတီကကိုယ့်ပါတီကိုရှင်သန်ရေးတယ်မဟုတ်ပါတီရှင်သန်တာဘာအတွက်တိုင်းပြည်အကျိုးပြုဖို့ကျွန်တော်လူရည်ကျွန်တော်တို့ဆုံးမတာရှိတယ်နော်တိုင်းသားစုပါတီဟာကမ္ဘာ မြေပုံဟာမြန်မာနိုင်ငံတည်သွေးတိုင်းသာစုပါတီရှိရဒါပါတီရဲ့ရှင်သာအဲ့ဒီရှိတဲ့အတိုင်းပြဘာလို့ဖို့လဲတိုင်းပြည်နဲ့ပြည်သူအလုံးကျွေးပြီဖို့ဒါကျွန်တော်တို့လူကြီးတွေပါတီပြောင်းလဲလို့တည်းရမာတဲ့အဆုံးအမဟုတ်ကဲ့ဒါကြောင့်မလို့ပထမအချက်ကပါတီရှင်သန်ရေးကိုစဉ်ဆက်မပြကြိုးပမ်းလုပ်သလိုပါတီဒီနိုင်ငံပါတီဖြစ်တဲ့နေရာမှာနိုင်ငံရဲ့တာဝန်ရှိမှုနဲ့ညီပြည်သူလူထုရဲ့ အကျိုးစီးပွားဥတည်လို့ရမယ်အမျိုးသားရေးဘုံလုံငန်းစဉ်တွေကိုကျွန်တော်မျက်စိမပြတ်လုပ်တယ်အဓိကတော့ဟိုနာပြောတော့ပေါ့ခြေနေခြေငါလိုက်လို့ပြောမျိုးငင်းညာရေးနော်နိုင်ငံစီးလို့ညင်းညူးနေငင်းညာရေးအဲ့ဒီအမှတစ်ဆင့်နော်လူမှုစီးပွားတရားဥပဒေစိုးမိုးရေးတည်ငြိမ်အေးချမ်းရေးလူမှုစီးပွားဖွံ့ဖြိုးရေးဒီလုံငန်းတွေကိုဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ဘယ်လိုအခက်အခဲနဲ့အပြောင်းလဲရှိနေဖြစ်စီမျက်ခြေမပြတ်ပဲနဲ့ ျွန်တော်ကြိုးအားလုပ်တယ်အဲ့တော့ကြိုးအားလုပ်တဲ့အတွက်ပါတီကအထုံးရှိပြီးတော့ပြည်လူတွေမှာရှင်သန်နေတဲ့ပါတီအဖြစ်ရက်တည်နေတာပေါ့ဟုတ်ကဲ့ဒီ38နှစ်လုံးလုံးရက်တည်ဖို့ကကြာပါတီမှာရတော့ဘူဘန်တော်ငွေရှာဖွေရေးတို့ဘာလို့ဒါမှမဟုတ်ရှိရမယ်လေပါတီကရုံးနေရလဲအများကြီးဆိုတော့ဒီလိုတွေရက်တည်နိုင်အောင်ဘယ်လိုတွေကြိုးစားရလဲဟောအဲ့တော့ကျွန်တော်တို့ပါတီကပါတီရဲ့တန့်စင်မှုကိုကျွန်တော်ပြောမယ်နော် အရင်တော့ကဖွဲ့စည်းပုံအခြေခံဥပဒေ84ရကျွန်တော်ကနိုင်ငံဥဆောင်ပါတီဟုတ်ကဲ့ပုံမှန်စက်တင်ဘာနော်တခုရောပါတီပြောနိုင်ငံတော်ဥဆောင်ပြဋ္ဌာန်းတာအဲ့ဒီပြဋ္ဌာန်းချက်နဲ့အညီနိုင်ငံတော်ကထောက်ပံ့တော့နော်နိုင်ငံတော်အရေးရာကိစ္စရအားလုံးဥဆောင်လုပ်ရတဲ့ပါတီနဲ့တနည်းကို၄ကလေး၄ကလေးဟုတ်ကဲ့အဲ့တော့ရှေ့ဆက်ရှိဖြစ်သွားလို့ပါတီတိုင်းနိုင်ငံစုပါတီဖွဲ့မယ်ဆိုတော့ ျွန်တော်ငွေကြီးကျေးရရှင်းနေဆရှင်းတာပေါ့ရှင်းရနော်ရှင်းတဲ့အခါကျတော့ကျွန်တော်တို့ဒီတစ်နှစ်၄ကြိမ်ရတဲ့ထက်ကကျွန်တော်သုံးပြီးသားတော့ပြီးပြီသားအသုံးစင်းပဲတရားဝင်ကြံတဲ့ဟာလည်းပဲကျွန်တော်တို့ဥပဒေရကျွန်တော်တို့ပေးထားပြီးသားဟုတ်တော့ကွာဥပဒေဒီနှစ်မှာတစ်နှစ်၄ကြိမ်ပြတ်ထားတယ်ကျွန်တော်ဒီတစ်နှစ်အတွင်းကုံတာလည်းရှိမယ်လူတာလည်းရှိမယ်နော်ပို့တာလည်းရှိစသဖြင့်ပေါ့အဲကျွန်တော်တို့ကအဲ့ထုတ်တာရရှိထားတဲ့အဲဒါက ကျွန်တော်တို့သုံးတဲ့ဟာကိုပဲကျွန်တော်ဒါသုံးပြီးပြီကြံတဲ့ဟာအားလုံးကိုကျွန်တော်ပါဠိရမြင်မယ်လို့ပြောတယ်အလားတူရဲ့အစာအုပ်တွေဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့ခရံမြင်မရှိတဲ့အားဆိုရင်ဟိုပြန်ပြီးဟိုဒီယုံတဲ့ကြီးပဲဟုတ်ကဲ့နော်ယုံတဲ့ကြီးခုနမှကယုံတဲ့ကြီးဟာကျွန်တော်တို့စောက်တာဒါမှမဟုတ်ခရံကျွန်တော်တို့ဟောမရှိဘူးဟုတ် ဆုံးလိုက်တာဆုံးလိုက်အဲ့ဒီလိုကျွန်တော်တို့ကတန့်စင်မှုရှိအဲ့တော့ကြံတဲ့လက်ကြံဒီမှာပါတီဝင်တွေရဲ့ထက်ဝင်တဲ့ဘုရောတော့လက်စင်ကြီးပေါ့ဟုတ်ကဲ့တော့ဟိုနှစ်စင်ကြီးပေါ့အဲ့ဒါကြီးရှိတယ်ဗျာနောက်တစ်ခုက publication ပေါ့ကျွန်တော်တို့ပါတီကနိုင်ငံရေးစီးပွားရေးစီးပွားရေးဆန်ဆောက်ဆန်ဆောင်ထုတ်တယ်အဲ့ဒီကရတဲ့ဝင်ဝင်ရှိတယ်နောက်တစ်ခုကကျွန်တော်တို့ပါတီမှာ အဲဆိုင်ဟိုတွေမှာပိုင်ပါတီပိုင်မြေတွေတဲ့ဟိုအလွတ်တွေရှိတယ်အဲတချို့မြေတွေကိုလည်းအာ BOD ပေါ့နော်လုပ်ငန်းနဲ့တုံပြီးတော့မြေကတော့ကျွန်တော်ဆက်ပြီးတော့ပိုင်ဆိုင်တာပဲဒီပေါ်မှာပန်းနည်းနည်းဆိုရင်2 30ဆိုရင်ဘလို့ပြီးဒီကြားထဲမှာကျွန်တော်ဘလို့ခံစားဆိုတော့ဒါတွေရှိကြပါဦးနောက်တစ်ခုကကျွန်တော်ပါတီတွေဟိုတွေဆက်မြေတွေမှာမြေလို့ရှိတဲ့နေရာတွေမှာ စိုင်းတန်းလေးတွေပွင့်ပြီးတော့ငါစားနော်ဒီလိုနည်းနဲ့ပေါ့နော်ကျွန်တော်တို့ကရေရှည်ပလန်နဲ့သွားတယ်ဒီလိုဒီလိုရက်တည်ပြီးတော့သွားတော့တခြားနည်းလမ်းနေတယ်မရှိပါဘူးနော်အဲတော့စရဲရလည်းပဲကျွန်တော်တို့ဘာနာဝီအင်းပါရှင်းအောင်လို့အသက်ဆိုင်တဲ့ဥတွေအော်ဒီအဲယုံလို့ဘာလို့ ਨੇ ရှင်းနေပြီးတော့အဲ့တော့ ဆောတာဟုတ်ကဲ့ခင်ဗျာဟုတ်ပြီပဲ UEC ကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကနောက်ဆုံးထုတ်တဲ့ဒီကိုယ်စလောင်းကိုယ်စလေလောင်းစီးရဲမှာအင်ဂယ်ရိုပါတီကဒုတိယအများဆုံးတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကိုယ်စလေလောင်းတွေကဘယ်လိုစီယုံခဲ့လဲဘယ်နဲ့နေရာအထိဝင်ပြိုင်ဝင်ပြိုင်မလဲဟောဟိုကျွန်တော်တို့မှာဘုံပေါ်မြေဌာနချုပ်နော်တိုင်းဒေသကြီးပြင်းတယ်အဲ့ဒီပြင်းနေတယ်မှာလည်းပဲတိုင်းသားတွေ ်ခေါင်းဆောင်တာ။မဟုတ်ကစ်ချင်ဆိုရင်ကစ်ချင်လူမျိုးကအုပ်ဆက်။ဟုတ်ကဲ့။အကြံနဲ့အတွင်းမှုတို့ကိုမတင်လို့လေအဲ့ဒီကလူမျိုးတွေပါနိုင်တော့ပေါ့။ချို့ဆိုရင်လူမျိုးစုတွေရှိတယ်။တတ်နိုင်ဆုံးပေါ့ဗျာ။ဟုတ်ကဲ့။နော်။ကြာကရင်ချင်းနော်ရခိုင်မွန်ရှမ်းရှမ်းဟုတ်။အဲဒီလိုတွေဖွဲ့ထားတာ။အလုံးမောင်းတိုင်းနေပြည်စလေးကူပေါ့ဟုတ်ကဲ့နောက်ပြည်တော်စုကောင်စီနေပြည်စုခွဲတော့ပြည်တော်စုကောင်စီနေပြည်အဲ့ဒီအဖွဲ့အစည်းတွေဒါမပြတ်ပေါ့ဖွဲ့နောက်တစ်ခုကတော့ ကျွန်တော်ကအတက်နိုင်ဆုံးပေါ့ဒီ gap ပေါ့ချမ်းသာချက်ကွာချက်မကြီးမောင်းလို့ထိန်းမကြီးမောင်းဆိုတာတစ်ကတော့ generation gap ပေါ့ဟုတ်ကဲ့နော်အသက်လောက်တဲ့လူကဦးကျွန်တော်တို့တွေလေ80ကျော်လာဟုတ်ကဲ့လောက်တယ်ဟောကျန်တဲ့လူတွေကလည်းပဲဘိုးတွေမကဘူးပြည်နယ်တိုင်းမြို့နယ်ရက်ကြီးတွေမှာမပြတ်ဒါရှိဖို့လိုတယ်အဲ့တော့အဲ့ generation gap မဖြစ်အောင် ကြိုးစားပြီးတော့ဗျာခုကျွန်တော်39နှစ်မြောက်ကျင်းပတဲ့ဟာဒီမှာဟိုတွေ့ပါလိမ့်မယ်လူငယ်လူလတ်တွေတော့ပါဝင်တက်ရောက်ချီတက်ပြီးတော့လုပ်တဲ့ဟာဒီချားရှိအဲ့တော့ဒါကြိုးစားတယ်ဟိုကြိုးစားပြီမယ်လို့အပြည့်ဝနေပြီလားဆိုတော့မပြတ်ကြိုးစားဟုတ်တော့မလားဟုတ်ကဲ့ဟိုဒီနေ့အာအသက်90ရှိပါပြီဆိုရင်သူကနောက်နေ့ကျတော့60ပြည့်သွားတယ်အဲ့တော့သူတို့နေရာဝင်မဲ့သူကလည်းပဲ20ကနေ30ဖြစ်လာအဲ့တော့ ့20ပြည့်အောင်စသည်ဖြင့်ဟိုပြောတော့ပြောတော့မလွယ်ဘူးလေဟုတ်တော့မလားချင်းချင်းအဲ့တော့ပါတီဆုံးဘူးနော်အဲ့တော့ကျွန်တော်ကဒါစူးစမ်းအခုကိုယ်တော်လောင်းနေလုတ်တဲ့နေရာမှာလူငယ်လူလတ်တွေပါဝင်အောင်ကျွန်တော်ဥတည်တော့ဒါ gap တစ်ခုကိုမဖြစ်အောင်ဒုတိယကွာချက် gap က gender gap ပေါ့ဟုတ်ကဲ့အမျိုးသမီးမျိုးသားဟုတ်ကဲ့နော်အခုကတိုင်းပြည်မှာမျိုးသမီးအင်အားများတယ်နော်အမျိုးသမီးဆိုတော့လေသူစွန့်ရည်နဲ့သူခေတ်ဆက်ဆက်ပေါ့ ဟုတ်ကဲ့ဒီစွမ်းရည်တွေတော့ကျွန်တော်ကတုံးနေရအဲကြောင့်မလို့ gender gap မကြီးသွားအောင်အခုဟိုတွတ်တော်ကိုယ်စားလဲဆိုလဲအမျိုးသမီးတွေတက်နိုင်လို့ပေါ့เนาะဟိုပြောမယ်ဆိုတော့ရန်နေုံ30မကဘောဗျာဟုတ်ပေါ့เนาะဟိုဘယ်တော့ပါလဲဆိုတော့30ကျော်နဲ့ကျော်မော30ပဲဖြစ်ဖြစ်မယ်နည်းနည်းလို့တို့တော်ရည်မှန်းချက်နေနေအဲ့လိုပေါ့ဒါ second ဒုတိယ gap နောက်တစ်ခုကတော့ capacity gap နော်ကျွန်တော်တို့က training ဟုတ်ကဲ့ရခဲ့တယ်ဘာနာတာတက်တယ်မိုးမှန်တက်တယ်နောက်ကျွန်တော်တို့တော်လိုင်းရပါလာတဲ့လူကြီးတွေအတွေ့အကြုံနဲ့အရေးသွေးနဲ့ဆုံးအဆုံးမတွေရဟုတ်ဒါတနည်းနောက်ကြတော့ကျွန်တော်ကတစ်ဆင့်ပြန်ပြီးတော့တွန်တင်ပြီးတော့ပြို့ထော်ပြီးတော့လို့ရအဲ့လို့တဲ့အခါမှာဒီ capacity gap ပေါ့ဟုတ်ကဲ့တိုင်းပြည်ကိုမြင်တဲ့နိုင်ငံလို့ရဆိုတော့ macro analytical vision ရှိရမှာပေါ့ အားလုံးကိုလွှမ်းခြုံပြီးတော့သဘောထားကြည်ကြည်မြတ်နဲ့တွေးခေါ်မျိုးမြင်နဲ့အမြင်ရှိရအဲ့ဒီဟာမှလုံတဲ့နေဟာလို့အဲ့တော့အဲ့ဒီဟာလည်းပဲယူတယ်ယူတော့ကျွန်တော်ကထုတ်တဲ့နှစ်စဉ်ပြည်တော်စုနေတို့နှစ်ပတ်လည်းကျွန်တော်ထုတ်တယ်အဲ့ဒီမှာထုတ်တာတိုင်းပြည်အခြေအနေဒီအခြေအနေမှာနိုင်ငံတော်နဲ့ဆက်ဆက်ဖြစ်ပေါ်နေတဲ့ပုံမှာကျွန်တော်ဘယ်လိုရပ်တည်တယ်ဆိုတော့ခုနကျွန်တော်ပြောတဲ့၃ချက်တည်းပါဟုတ်ကဲ့ရပ်တည်ချက်နော်နောက်တစ်ခုကလယ်သမားလူမျိုးအကျိုးစီးပွားအတွက် ဲ့ဒါတွေကတန်တန်ဆိုမပြောင်းလို့ကျွန်တော်တို့ကလေ့လာစေတာပေါ့ဗျာနောက်တစ်ခါတော့ဟိုဘန္တာတာလို့ကြောင်းရတဲ့တန်တန်မလုပ်နိုင်တော့ကကိုတိုင်းလည်းပြင်နေလိုက်အဲ့ဒါလေးတွေစူးစမ်းပြီးတော့လုပ်တယ်အဲ့တော့ဒီဥစ္စာကပါဆိုခုနပြောတဲ့ပါတီရဲ့ရေရှည်စင်စက်ပြခရိုင်ရှင်သာယူတန်တန်ဆိုပေါ့ဟုတ်ကဲ့စူးစမ်းပြီးတော့ကျွန်တော်လုပ်တယ်ဂျန်နာတော့ခုနပြောတဲ့မျိုးသားကြီးဘုံလုံးငန်းစင်တွေပေါ့နော်လေဘာလို့ဒီမှာနောက်တစ်ခုကတော့ လွတ်တော်ရှိတဲ့ကာလဆိုရင်လွတ်တော်တွေနိုင်ငံရေးနဲ့လွတ်တော်ပြန်မနိုင်ငံရေးပေါင်းဆက်လို့ဥမာလယ်သမားကိစ္စလယ်သမားတွေရဲ့တခုစီသောလယ်သမားအဖွဲ့အစည်းဖြစ်ပေါ်ရေးလယ်သမားတွေရဲ့အပြင်းမခံစားနေရတဲ့ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ရတဲ့ဈေးနှုန်းမပြတ်တမ်းမှုအော်နောက်တစ်ခုကသွင်းအားစုတွေရေးကြီးပြန်လာတဲ့ပုံမှာနော်နောက်တစ်ခုကဟိုဆက်ရေးပြိုးရေးစနစ်မှာလည်းဟိုလယ်လဲလုတဲ့ကလေးတွေအပြင်းထွက်တာမျိုးတော့လောက်အားကျော်နေတယ်အဲအဲ့အရာတွေကိုကျွန်တော်က ျွန်တော်လည်းစူးစမ်းပြီးတော့နိုင်ငံတော်ကလုံနေအောင်လည်းလွှတ်တော်တင်းမှာလည်းဆွေးနွေးတယ်။ဘုရားကျွန်တော်လွှတ်တော်မရှိတဲ့အချိန်မှာလည်းပြင်ပမှလို့တော့သက်ဆိုင်ရာအစိုးရလက်သေးဝင်ကြီးထားတာအလုံးသမားနဲ့ပတ်သက်လို့အဲအဲ့ဒါတည်းကျွန်တော်မပြတ်စူးစမ်းပြီးတော့ဟိုလုတာဟိုဖြစ်တာလည်းရှိတယ်မဖြစ်သေးတာလည်းရှိတော့ဒါတော့အဲ့လိုနီးနဲ့ပါတီကိုအထွတ်ရှိအောင်ခိုင်ခိုင်တော့နိုင်ငံတော်ရဲ့ဘုံလုံးငန်းစင်တယ်မှာလည်းတတ်နိုင်ဆုံးအဲ့လိုကြိုးပမ်းအားထုတ်ပြီးတော့လုတာဒီနီးနဲ့ကျွန်တော်တို့ပါတီဟာ တော့ရှိခိုင်ရတယ်လူလူကလည်းပဲဟောဒီပါစီရတို့စဉ်ဆက်မပြတ်နော်လှုပ်လာတဲ့ဟိုအလုတ်ကျွေးပြုမှုနဲ့အညီဆက်ပြီးတော့မပြတ်လှုပ်တယ်ဆိုတော့ဒီအချိန်နေလဲတို့သိရှိခံစားနေအောင်ဟုတ်ကဲ့ဒါမဲ့ရွေးကောက်ပွဲမှာရောကိုယ်တလေလောင်းဟိုမဲဆန္ဒနဲ့ဘယ်နှနေရဟောတင်းတော့တာလဲအားလည်းမအခုကျွန်တော်တို့23ရက်နေ့အထိပထမ694ရက်ဗျနောက်ကြတော့ဟိုနှစ်ရက်အဲ 23ရက်နေ့ကျတော့ကျွန်တော်တင်မကောက်ပါတီတိုင်းနောက်မှရောက်တဲ့စီးနေပေါ့ထပ်ဖြေတော့900ရက်နဲ့3ရက်ဖြစ်သွားတာဒုတိယအောင်အဲ့တော့ဒီ900ရက်3အောင်ထဲကတော့အထိုက်လျောက်ပေါ့နော်ဘူဘာဖြင့်ဆယ်တန်းဆိုတဲ့ဟာတော့ဆယ်တန်းအောင်မလို့မဟုတ်ဘူးပြဆယ်တန်းဒီတင်တန်းရအောင်ဟုတ်အတင်တန်းတဲ့ဟာမှာအပြတယ်ဥပမာဖြင့်ထောက်ခံစားပါညာလည်းခံလုံးမှုရှိအောင်ပေါ့ဥပမာပြောပြတာဟုတ်ကဲ့ဒီလိုလေးတွေနဲ့နည်းနည်းပါးပါး ညော့တာလည်းရှင်းရှင်းရှင်းတိတ်ပြီးတော့ကွာချက်ရှင်းတယ်မယ်လို့ကျွန်တော်တို့မထင်ဘူးဟုတ်ကဲ့နော်အဲ့ဒီနည်းနဲ့ကျွန်တော်တို့ပြိုင်မယ်အဲ့တော့မြက်ဆန်နဲ့အလုံး930နဲ့နှစ်နေရာရှိတယ်တပြည်လုံးကအခုလောက်ပဲအဲ့မှာကျွန်တော်တို့ကအ900နဲ့အဲဟိုတင်းပေါ့အဲ900တုံးပေါ့ဟုတ်ကဲ့69လေးကိုကိုပေါ့လို့900တုံးအပြည့်နီးပါးတော်တော်လေးကိုအပြည့်နီးပါးလောက်ပါကြာဟုတ်ကဲ့စူးစမ်းစူးစမ်းရဲဆိုတော့ နှစ်နဲ့ချီထားပြီးတော့ဒါတော့ကနီးတဲ့အခါကျတော့မှဟာပြေပါမလားတော့အင်တိုင်းအားတိုင်းပေါ့ဘိုဟိုရောကျွန်တော်တို့လည်းပဲကျွန်တော်တို့မကောင်းဘူးတန်းနေသွားနေတဲ့လူတွေကျွန်တော်ဆိုလည်းပဲရောင်တိုင်းဆိုရင်ခရင်လိုက်မြို့နယ်ကော်မတီတွေအကုန်ပေါင်းတွေ့တွေ့ပြီးတော့အကျိုးအကျောင်းပြောနော်ကိုယ်စားလှယ်အင်အားနဲ့ခိုင်ခန့်ခံဖြစ်အောင်အကြံနဲ့ကော်မတီလည်းစင်းနောက်ရောင်တိုင်းဆိုကျွန်တော်စီးပြီးဘုခုံအောင်ရဲ့စီးရုံလိုချင်ရောသူစင်းအဲ့လိုနီးတယ်ပေါ့ဗျာဘက်စုံစူးစမ်းရတော့ ဒါရွေးကောက်ဝယ်အောင်မြင်နော်ဒီရွေးကောက်ဝယ်အောင်မြင်ရဒီရွေးကောက်ဝယ်အတိုင်းပြည်အတွက်ပြည်သူအတွက်အရေးကြီးတယ်ပါတီအတွက်ဆိုတာထားလိုက်ဟုတ်ကဲ့နော်ဒီရွေးကောက်ဝယ်ဖြစ်တော်မှာဒီမိုကရေစီလမ်းကြောင်းနိုင်ငံတော်ကြီးခဲ့တယ်ပြောလို့ပေါ့ဒီမိုကရေစီရဲ့နေရာပါတစ်ခုကရွေးကောက်ဝယ်ရှိရဒီရွေးကောက်ဝယ်ရမှာကိုယ်စားလှယ်တွေလွတ်တော်ဝင်တွေဖွဲ့ပြီးတော့ဒါဟုတ်လားပြည်သူ့ရဲ့စာနာပြည်သူ့အုပ်ချုပ်တဲ့ ဖြစ်မှာဆိုဖြစ်မှာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲကောက်ပွဲဒီနိုင်ငံတော်ရဲ့ကောင်းမွန်တဲ့တိုးတဲ့အလှည့်ပြောင်းဖြစ်တဲ့အတွက်ဖြစ်မြအောင်မျိုးကြိုးစားကြပါကျွန်တော်တွေမကဘူးပြိဿကိုလည်းကျွန်တော်ပြောတယ်ဒါအားလုံးပြည်သူအတွက်ပဲနော်အဲ့တော့ပြည်သူရဲ့ညီညာရေးတည်ငြိမ်အေးချမ်းရေးဖြစ်ပေါ်နေတဲ့အခြေအနေမှာနေချင်းညာရင်တော့ဖြစ်ဘူးပေါ့ဗျာဆင်ခဲဆင်ခဲကြိုးစားပြီးတော့ပုံမျိုးရေးပြန်တိုးတဲ့အောင်လို့အပါတီရဲ့လုတ်တဲ့နေရာမှာလွတ်တော်တွေမှာကိုယ်လူတွေများများရှိများများ ြောနေဆိုအဲ့တော့လွတ်တော်ရင်နိုင်ငံရေးလွတ်တော်ပြန်ပါနိုင်ငံရေးဆက်ဆက်ပြီးတော့လုပ်နေအောင်လို့အလုံးစူးစမ်းကြတာဟုတ်ကဲ့နောက်တစ်ခုကဒီအင်္ဂလိပ်ခု902ရောက်ပေါ့နော်ကိုယ်စလေလောင်းသွင်းတဲ့နေရာမှာ903ရောက်အ903ရောက်ပေါ့နော်အဲ့မှာဟိုတစ်ဖက်အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ပြည်ခိုင်ဖြိုးပါတီကနေပြီးတော့သူတို့ဒီမှာလဲကိုယ်စလေလောင်းနေရများနေလို့အင်္ဂလိပ်ပါတီတဲကနေပြန်ဝင်နေဆိုတဲ့သတင်းတွေကျွန်တော်ကြားပဲဒါဟုတ်သလားကောလာဟာလာလားဟုတ်ဟိုဒီလိုပါ ပါတီတွေကအခုကျွန်တော်နိုင်ရေးပါတီမှတ်ပုံတွေကမှတ်ပုံတွေကရှိတယ်။အခုရွေးကောက်ပွဲအခြေခံပြောရဆိုတော့တပြေလုံးကိုစီယုံမဲ့ပါတီ6ပါတီရှိတယ်။ဟုတ်တယ်။ကြံတဲ့တိုင်းနယ်ပြည်နယ်လိုက်ပဲစီယုံမှာ52ပါတီရှိတယ်။အလုံးက59ပါတီရှိတယ်။ကျွန်တော်တို့ဟာဒါကတော့ပြည်တော်စုတစ်ခုလုံးစီယုံမဲ့ပါတီဒါကတော့ပြည်နယ်အတိုင်းပဲစီယုံမယ်ကျွန်တော်မခွဲကြဘူး။နိုင်ရေးပါတီနိုင်ရေး မှတ်ပုံပါတီမှတ်ပုံဥရီယာမှတ်ပုံနေတဲ့ပါတီဒီဒီเนาะကိုယ့်ရဲ့ပါတီကြီးဆောင်းလို့တိုင်းကျိုးပြည်လုံးမဲ့ပါတီတွေပဲဆိုတော့ကြီးငယ်မှုကျွန်တော်တို့ဆက်ဆံဆက်ဆံပြီးတော့အမျိုးသားရေးတူညီဥမာပြောမယ်တိုင်းပြည်ကြီးငယ်အေးချမ်းရေးနောက်တစ်ခုအောင်တာဖြစ်ပေါ်နေတဲ့အနေထောင်နေနောက်တစ်ခုကငလင်ကျောင်းဖြစ်တဲ့ဟာလေးဆိုရင်ဒါနိမ့်နာဆုံးရှုံးတယ်အဲဒီနိမ့်နာဆုံးရှုံးမှုတွေကိုကူညီမယ်အမဖြစ်အောင်လည်းကြိုးစားမယ် ဆိုတဲ့ဟာမျိုးဒါမျိုးသားကြီးပဲအဲ့ဒါကြတော့ဝိုင်းဆွေးနေကြတယ်အဲတူညီဟွာတွေထုတ်ကြတယ်ဘာခေါ်မလဲဟိုကျင်ညာချက်တွေဟုတ်ကဲ့နော်အဲ့ဒါလိုရှိတယ်ကြံတဲ့ဟာကတော့ကိုပါတီရဲ့အစီအစဉ်ကိုပါတီရဲ့လုပ်မဲ့မူနဲ့လုံဟန်းကြညာတော့ကိုယ့်အကိုလုံးကြတာဟုတ်အဲ့ဒီဘောပါအမျိုးသားကြီးဘုံလုံဟန်းနေတူညီပူပေါင်းလုပ်တယ်ကြံတဲ့ကိုပါတီကိုဟာလုံးလို့ရှိရင်တော့လုံးလုံးကြတာဟုတ်တချို့ဒီ ဟိုအရာရှိတမတော်အရာရှိဟောင်းတွေပါတယ်အင်္ဂရုပါတီတဲ့ဝင်ပြီးတော့လာပြိုင်နေဆိုတာဟုတ်လားဟုတ်ကျွန်တော်တို့ပြိုင်နေဟိုဝင်ကိုယ်စားလေးကြည့်ရင်လယ်သမားတွေပါတယ်အလုံသမားတွေပါတယ်ဟိုနလူငယ်မျိုးစုပါအဲ့ဒီမှာအငိမ့်သားတွေလည်းပါဟုတ်အငိမ့်သားတွေကအဆုံမို့ကျွန်တော်တို့ပညာရေးကငိမ့်သားယူတယ်ငိမ့်သားတွေဟုတ်ဌာနတွေကယူတဲ့ညွန်ကြားမှုတွေဟုတ် နောက်အလားတူပဲရှေ့မစားတွေကနောက်ဆုံးတပ်မလို့ကတောင်းထမ်းဆောင်နေပြီးတော့ယူတဲ့အငိမ့်စားတွေအဲ့ဒါလည်းပါတော့ဗျာဒါเนาะအဲ့ဒါဟုတ်ကဲ့ခင်ဗျအဲခုတည်းယူကောက်ပွဲလဲငါတို့ဒီတခြားခြားခိုင်ခိုင်မာမာသွားနေပြီယူကောက်ပွဲလမ်းသွားနေပြီဆိုတော့ဒီပါတီကနေပြီးတော့ကျွန်တော်တို့ပြည်သူလူထုအတွက်အရင်မူဝါဒအပြင်နောက်ထပ်မူဝါဒအစ်စ်တွေပေါ့နော်။ဘာတွေလုတ်ပေးမယ်ဆိုတော့မူဝါဒမျိုးတွေ ဟိုခြာပြီးပြီလေပါရီရဲ့ရှေ့ဆက်သွားမယ်လမ်းစဉ်ဟုတ်ကဲ့ကျွန်တော်တို့ပါတီကတော့ခုနပြောလိုပဲဟိုပါတီခိုင်ခိုင်ရှင်းဆိုင်ရုပ်လှုပ်ခြင်းနဲ့နိုင်ငံပါတီတဲ့တောင်းရှိမှုနဲ့အညီအမျိုးသားရေးဘုံလုံးငန်းစဉ်ဟုတ်လားရွေးကောက်ပွဲအောင်မြင်ပြီးကျွန်တော်တို့ကတော့ဟောတာပြောလို့ပဲအဓိကအတိုင်းပြည်မှာလို့တဲ့ညီညာရေလုံတယ်မယ်လို့ကျွန်တော်မျှော်မှန်းတယ်အခုလက်တော်လို့ဒီညီလာခံမှာကျွန်တော်ပြောကြဆိုကြလုပ်ကြတာဒါကြီးပြီးတာနဲ့ ယောဂဝေအောင်မြင်ပြီးယောဂဝေအောင်မြင်မှုလည်းလိုတယ်။အောင်မြင်ဝိုင်းလို့ကြပါကျွန်တော်ရဲ့ message ကလုတ်ပြီးရင်ယောဂဝေပြီးရင်ပေါ်လာမယ်လွတ်တော်တို့အနာဘယ်ဖွဲ့စည်းတို့ပြီးသူအုပ်ချုပ်ရေးလည်းဖြစ်သွားမယ်။ပြီးရင်ဟိုနာပြောဒီအင်အားတွေနဲ့ဒီအရှင်ဟုန်နဲ့ညီညာရေးလုတ်ကြအောင်ညီညာရေးလုတ်တဲ့နေရာမှာတော့တိုင်းသာစီလုံးညီညီမှုရှိအောင်လုပ်ကြမယ်။ဒါဟိုပြောတော့မလွယ်ဘူးနော်။ညီချင်းညာရေးလည်းဖြစ်မှာ။သို့တော့ ဥတည်ချက်ကတော့ဒါပဲတိုင်းငါဆီလိုညူအခြေပြုပြီးတော့လူမျိုးသားဆိုညီယုံညူကြငင်းငင်းရရမှာဒါကျွန်တော်တိုင်းပြည်မှာတော့ငင်းငင်းနဲ့တည်ငင်းအေးချမ်းရေးဒီတိုင်းပြည်ရဲ့ဘက်စုံဖုံမျိုးမှုအတွက်အခြေခံကတော့လိုအပ်ချက်ဒါတိုင်းပြည်တိုင်းဟောအခုတွေ့တဲ့အတိုင်းပေါ့ဗျာတည်ငင်းအေးချမ်းငင်းငင်းနေတဲ့နိုင်ငံကြီးဖုံမျိုးရေးလုံနေတာဟိုဟောဖြစ်တဲ့နိုင်ငံကြီးတရားရောက်မလုံနိုင်တာရှိအဲ့ဒါကိုကျွန်တော်တို့က လုပ်မယ်နော်အဲနောက်တစ်ခုကတော့ဟိုကျွန်တော်တို့ရဲ့ဒီမှာမူဝါဒတွေရှိပါတယ်လူများကောင်းစားရေးနော်လူများကောင်းစားရေးဆိုတာကလူတစုလူဘက်မဟုတ်ဘူးねအများစုဖြစ်တဲ့တောင်သမားများအပါဝင်နော်လူသမားများတောင်သမားလူသမားအပါဝင်စီးပွားရေးလုပ်ငန်းရှင်တွေဝန်ထမ်းတွေတို့အားလုံးရဲ့ကောင်းစားရေးလို့ဒါဘာနဲ့လုပ်မလဲလွတ်လပ်တဲ့မျိုးသားရေးစီးပွားရေးမူဝါဒလွတ်တဲ့လုံကြီးကတော့ social market economy ပေါ့သူ့ရဲ့ထဲ့နေတဲ့ဒဏ္ဍသူ့ရဲ့ပညာရခံစားနေတာခံစားလူအားရခံစားနေတာခံစားအဲ့တော့ဒဏ္ဍတိုးတက်အောင်တော့ဒီလိုဟိုနဲ့လွတ်လပ်တဲ့မျိုးသားဆိုဒါအောင်ဒဏ္ဍကိုခေါ်ရတဲ့အခါမှာတော့ပြည်ပိုင်သိမ်းမှာမဟုတ်ဘူးငွေကြေးဟွာလို့မှာမဟုတ်เนาะစနစ်ကြတဲ့ဇီဝရေးနည်းလမ်းတွေရှိပါတယ်အဲ့ဒါတွေနဲ့ကျွန်တော်တို့လုပ်သွားမယ်เนาะအဲ့ဒါနောက်တစ်ခုကတော့ ဒီတိုင်းပြည်ကိုတည်ငြိမ်အင်းချမ်းနဲ့ဖွံ့ဖြိုးတဲ့တိုင်းပြည်ဖြစ်အောင်ကတော့လုပ်ကြမယ်ခုနကျွန်တော်တို့ဟိုညီလာခံမှာညီညာမြပြောခဲ့တဲ့အားညီလာအနေနဲ့ပေါ့ဟုတ်ကဲ့ဗျာလုပ်ကြခုယူကဝယ်စနစ်ကနိုင်သူကုံယူရဲ့ချိုးချိုးကြကိုစားပြုစနစ်ရဲ့နော်ဒါတာဗမာမှုပြုထားတဲ့စကားလုံးပါနော်အဲ့ဒါကြီးလုပ်မယ်ဆိုတော့ကျွန်တော်တို့ပါတီကဥပမာကိုလွတ်တော်ကိုစလဲကအင်အားနည်းနေတယ်ဆိုရင် တခြားပါတီနဲ့ပူးပေါင်းပြီးတော့အစိုးတင်လာတို့အဒီဥပဒေအဒီပြုတာတို့ပေါ့နော်ဒါမျိုးတွေဖြစ်အောင်မိဖက်ပါတီအနေနဲ့ရောရှိလာတာတော့ဟိုလွတ်တော်ဖွဲ့စည်းပြီးတော့အဲ့လိုအခြေအနေမျိုးဖြစ်နေတယ်ပဲကျွန်တော်ကလွတ်တော်တွေမှာပေါ့တူညီတဲ့အင်အားစုပေါ့ဟုတ်ကဲ့တူညီတဲ့ပါတီတဲ့သဘောဌာနတူများတဲ့ဟာတွေဒါပြီးခဲ့တဲ့ဟိုတော့လည်းသူတို့ပဲလုပ်တာပြီးခဲ့တဲ့လွတ်တော်တော့နော်ဟိုဥပမာပေါ့ဗျာကျွန်တော်တို့2015ဆိုရင် တယောက်ပဲရတယ်60တုံးက12ယောက်ရတယ်ဒါပေမဲ့ဟိုဟိုမဖွဲ့ပြဘူးပေါ့နော်ဖွဲ့စည်းပုံချေကဥပဒေရလွှဲဖို့ပြဖို့လို့တော့ဟာပြ2030ကျတော့အလုံးပေါင်းလွတ်တော်ထဲမှာ18ယောက်တိုင်းတော့နောက်တစ်ခုကတိုင်းနယ်ပြည်နယ်က59ယောက်နော်အလုံး84ယောက်လာရအဲ့တော့ရတဲ့ခါကျတော့လွတ်တော်ထဲမှာလည်းရှိတဲ့အင်အားနဲ့နော်ဟိုမှာကျတော့ဟို သဘောတူအခြေမျှတဲ့သဘောရရရတူတဲ့အင်အားစုတွေပေါင်းပြီးတော့လွှတ်တော်တွေလုပ်တာပေါ့နောက်ဒီတိုင်းနယ်ပြည်နယ်69ကျောင်းမှာလည်းပဲသူတို့ဝန်ကြီးဖြစ်တဲ့လူတွေကောင်ကြီးဖြစ်တဲ့လူတွေလုပ်တာပေါ့ဒါက2030ပေါ့နောက်2035ကျတော့ခုန wave တွေဘာတွေပေါ့ဗျာဒီမိုကရေစီလွတ်ဝင်တွေဘာတွေ ਨੇ ပြောင်းလဲမှုပေါ့ဘာညာတွေဖြစ်တော့ကျွန်တော်တယောက်ပဲရဟို ကြေရောဘူးဆိုတာဟုတ်ကဲ့ကချင်နော်ကချင်ဟုတ်တယ်တယောက်တည်းရပြီမင်းတို့သူကလည်းပဲလွတ်တော်ထဲမှာငွေတွေကလုံနိုင်ကြနေတဲ့အစင်လာနော်ပြည်နယ်ရဲ့အကျိုးလူမျိုးရဲ့အကျိုးအဲနောက်တစ်ခုကတော့လွတ်တော်တွင်ပူပေါင်းစမှာမှုလုံနိုင်တော့တယောက်တည်းပြီမင်းတို့သူနဲ့ခုနသဘောတူမျှတဲ့ပါတီရလူတွေကပေါင်းပြီးတော့လွတ်တော်တွင်နိုင်ငံရေးကိုကျွန်တော်တို့ကြိုးစားလုပ်တာသူလည်းအဲ့ဒီအဖွဲ့နဲ့ နိုင်ငံသားပါညာလွတ်တာတွေလေအဲ့ဒီလိုပေါ့အဲ့တော့ဒီလိုလုပ်ခဲ့တဲ့တွေ့ကြုံရှိပါတယ်အဲ့တော့အခုလည်းကိုယ့်အင်ကညာလည်းများသူပေါ့အထိုက်လောက်ရလည်းရသလိုကျွန်တော်တော့လွတ်တော်တွင်လွတ်တော်ပြင်ပနိုင်ငံရေးကိုဒီလိုသဟာဇာတာဖြစ်အောင်လုပ်သွားပါဒါအတွေ့အကြုံရထားတော့ဟုတ်ကဲ့ခင်ဗျအဲညာများအင်အားရရင်တော့ကောင်းတာပေါ့ကျွန်တော်ကလည်းဟိုလွတ်တော်လည်းလွတ်တော်ရွေးခါကျွန်တော်နမူနာလေးပြောရဟို အရင်တော့အမေရိကန်တာမဒက်ဒစ်မစ်ချ်ဒက်ဒစ်မစ်ချ်တူအတာမမဖြစ်သေးဘူးအထူးကိုလည်းအကြုံတဲ့မကြပြတွေ့ဒီတော့ပြောလို့ဆိုတော့ကောင်းအဲဘုံခေါ်ရဲ့ဥပမာရွှေကျွန်တော်ကတော့တူအမေးတယ်ဗျ how many hala seat and you be we can be ဘာနဲ့နေရပြရမလဲကျွန်တော်ဖြတ်ခနဲ့ဘုံခေါ်ရဲ့ကဲကိုသိန်းတော့ပြောဆိုတော့ပြောနိုင်ပါဗျာကျွန်တော်က 20C ပေါ့ကြားပြကြားပြကိုပြောဟုတ် ပြောတော့ how much you anticipate to win ပေါ့ခဲဗရနီယာလောက်နိုင်ကျွန်တော်က all participate အကုန်အကုန်နိုင်ပါသူကရှိတယ်ကျွန်တော်တောင်းပါပြောတယ် if available ဖြစ်နိုင်ဟောဗျာလို့ဒါ it depends on the voters decision အဲသူတို့ရဲ့ဆိုဗျာဒါဖြစ်တယ်ဘာလို့ပြိုင်လဲဆိုတာဟိုနိုင်အောင်ပြိုင်တာပေါ့ဟုတ်တယ်မလားနောက်တော့အကြောင်းအကျိုးအခြေအနေနဲ့ ဟိုအနေထားလူပုတ်ကိုဝါညာခြေဒီနေမီသားပုံမှန်မူတည်တော့ဝင်ဖြစ်သွားပေါ့အဲ့တော့အခုခဲ900ဝင်မယ် FD မျိုးဘလောက်မှန်လဲဆိုတော့ကျွန်တော်900ရောက်မှန်တာဟုတ်ကဲ့เนาะအဖြေကတော့ independence ဆိုဘုဒ္ဓဆိုတော့ decision ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ခုမှပြိုင်ဘက်တို့မိဖက်တို့ခုနတော့မိဖက်ပြောပြီပေါ့ဒီဒီဘွဲမှာပြိုင်ဘက်ကဘယ်ပါတီဖြစ်လာနိုင်မလဲပြောလို့ဖြစ်ရင်ဩဟို ပြိုင်ဘက်ကတော့အားလုံးပြိုင်ဘက်ပေါ့နော်အားလုံးပြိုင်ဘက်ပေါ့သူလည်းသူ့မူသူ့ဝါရသူ့အင်အားရအောင်ပြိုင်ကြတော့လဲပြိုင်ပေါ့အဲ့တော့ဟိုကျွန်တော်တို့ဟိုဖေပါဒီနဲ့တော့ဘလို့ပါညာဆိုတဲ့ဟာဒီကြမရှိပါဘူးအလွတ်တော်တွေကြတယ်ဒီလိုပဲပေါ့ဟိုအခြေအနေကြည့်ပြီးတော့အလွတ်တော်တွေမှာဟိုကင်ရအခြေအနေသဘောထားပြုများတာကိုလွတ်တော်တွေမဟာမိတ်ပါညာဒါမျိုးရှိတတ်တာပေါ့အခုကတော့ဟို ပါတီတွေကအပြိုင်နဲ့နေရမှာတော့ကျွန်တော် healthy competition ခေါ်တယ်။ကောင်းမွန်တဲ့ပြိုင်မယ်။တို့ပါတီဘယ်တော့ခိုင်မှာလဲ။ပြည်သူဘယ်တော့ဘူအလုပ်ကျွေးပြုတ်နိုင်မလဲ။နော်။အဲအဲ့ဒီလိုကျွန်တော်ကမူရီဝါရတွေညီမချက်ကြီးကျွန်တော်တို့လုပ်ခဲ့တဲ့ရက်ဒီချက်ဒီပါတီရဲ့အစဉ်အလာတွေနော်။နောက်တစ်ခုကလွတ်တော်တွေလွတ်တော်ပြင်ပါလုပ်ခဲ့တဲ့အတွေ့အကြုံတွေ။အဲ့ဒါတွေနဲ့ပြိုင်မယ်။နောက်တစ်ခုကတော့ပါတီဟာဘယ်ရွေးကောက်ပွဲပဲဖြစ်ဖြစ် ပြဋ္ဌာန်းတဲ့ဥပဒေနီလန်ညွှန်ကြားချက်တွေအကြီး political ethics ပေါ့နိုင်ငံရေးကျင့်ဝတ်တွေဒီလိုပြင်ခဲ့တယ်အဲ့ဒါတွေဆိုပြင်မကြောက်တင်ပါဘောနော်ဟုတ်အဲခုဆိုရင်ကျွန်တော်ရွေးကောက်ပွဲကိုစိတ်ဝင်စားတဲ့လူကနိုင်ငံရေးအင်အားစုလောက်ပဲရှိတယ်လို့ဖြစ်နေတယ်တိုင်းပြည်အခြေအနေရချို့ဆိုမဲစင်ရင်ကူကတ်ထားတော့သွားမစေကြဘူးမပေးနဲ့လို့ပြောတဲ့အဖွဲ့တွေလည်းရှိတယ်အဲ့တော့ဒီပေါ်ဟိုအန်ကက်အနေနဲ့ဒီသူ ဘာမှန်းသတင်းစကားပေးကြင်တာရှိတယ်ကျွန်တော်တို့ကတော့ဒီကျိုးကောက်ပွဲဟာနိုင်ငံတော်နဲ့ပြည်သူအတွက်ကောင်းတဲ့အလှည့်အပြောင်းပေါ်ဆောင်ပဲအရေးကြီးတဲ့ရွက်ကောက်ပွဲဖြစ်ပါတယ်နော်အုတ်ဆိုင်လို့အုတ်ဆိုင်ခဲဆိုလို့ဗျာကိုတိုင်းပြည်ကောင်းကိုလူမျိုးကောင်းကိုကိုယ်တိုင်ကောင်းလို့လုပ်တဲ့ရွက်ကောက်ပွဲမှာတော့အားလုံးဟာအောင်အောင်မြင်မြင်နဲ့ဖြစ်အောင်လို့နော်ကိုအကျိုးအများကျိုးပေါ့ နိုင်ငံအကျိုးရင်းရှိအတွက်ပါကြည့်တော့အားလုံးပါဝင်ဆောင်ရွက်တယ်လေလို့ဒီလိုပဲကျွန်တော်တို့ခံတယ်ကျွန်တော်ဒီတိုင်းပဲတိုက်တွန်းတယ်တော့ဘယ်စင်းတွေကျွန်တော်တို့လူတွေကမဟုတ်ဘူးကဲခုမျိုးနဲ့လိုက်တွားကြည့်ကြပြော မပါရင်ပုံစံဆုံးနဲ့ဖြစ်နော်နောက်တစ်ခုကပြင်ဆင်ရရှိပြင်ဆင်ပြီးမပါတဲ့နေရာတွေမပါနဲ့ပဲသူ့ပြဌာန်းထားတဲ့ပုံစံနဲ့တင်ဟုတ်နော်ဒီလိုပဲကြံတဲ့အချိန်တွေလို့ပဲအခုလည်း တိုက်တွန်းတယ်။ဟာတို့မဲပေးမဲ့လူပဲကြည်ွာအဲ့တို့မပန်းမဟုတ်အကုန်လုံးနော်ပါတဲ့ပါလိုက်တဲ့ဥပဒေနဲ့ညီတဲ့လူတွေရုပ်ောက်ဝဲမှာပါဝင်ပြီးတော့အားလုံးကပါဝင်စင်တွဲအောင်မြင်အောင်မဲပြီးတော့ရုပ်ောက်ဝဲကြီးအောင်ပါစေကျွန်တော်တို့ကြပါဒီလိုပဲကျွန်တော်တိုက်တွန်းပါလားဟုတ်ကဲ့ဟုတ်ကန္နာစီလုံးညွေပါတီရဲ့ဒုတိယဥက္ကဋ္ဌဦးသိန်းကို Voice of Myanmar ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့။ကျွန်တော်တို့ကလည်းနော်ကျွန်တော်တို့ပါတီရဲ့ လမ်းစစ်ပါတဲ့ဆက်ကူပြောင်းတဲ့အခြေအနေနော်ဒီလို38တန်းတောင်ကျိုးပန်းရတဲ့ဆောင်ရွက်ချက်နောက်အခုလင်းင်းကာလရုပ်ကောင်ဝယ်ကြီးအောင်မြင်အတွက်ကျွန်တော်ရဲ့အမြင်သဘောထားရည်တည်ချက်နောက်အခုလင်းင်းဓာကြီးရုပ်ကောင်ဝယ်ပြီးသွားရင်တိုင်းပြည်အတွက်တင်ကြီးအေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ကိုပို့ဆောင်ဖို့အခြေခံဖြစ်တဲ့ငင်းကြေးကြီးလာကမှာကျွန်တော်တို့ကြိုးပမ်းဆောင်နေတာလေဟိုကျွန်တော်တို့လာရောက်ပြင်ပြပြီးတော့ ြောရတဲ့အတွက်ကျေးဇူးတင်ပါတယ်မီဒီယာဆိုတာကပါတီရဲ့လုံခြုံစွမ်းချက်တွေနဲ့ပြည်သူချိတ်ဆက်ပြီးတဲ့ဇရုတ်တမန်နိုင်ဆိုတော့အများအားဖြင့်တော့ဒီစားပါဟုတ်ကဲ့ခင်ဗျာဒီစား